တရက်ကတနှစ်ထပ်ပိုကြာတဲ့ဂျိုးတလုံးချောင်းကိုကိုစား channel လေးကနေတင်ဆက်ပေးလိုက်ပါတယ်။အဲ့ဒီဂျိုးဟာ Venus လို့ခေါ်တဲ့တောက်ကြာဂျိုးပါ။ကဘာကြီးရဲ့ Sister ဂျိုးလို့ခေါ်ပြီးတော့ကဘာကြီးနဲ့ရွယ်တူညီပါရှိတဲ့ဂျိုးတလုံးပါ။သူဟာနေလုံးကြီးကနေဒုတိယမြောက်ဂျိုးလည်းဖြစ်ပါတယ်။နေရဲ့အလင်းရောင်ကြီးများစွာ ရရှိတာကြောင့် Venus ဂျိုးဟာ နေလုံးကြီးပြီးလျင်အလင်းလက်ဆောင်ဂျိုလည်းဖြစ်ပါတယ်သူ့ရဲ့လေတုနဲ့တိမ်လွာကလည်းနေရောင်ကြီးကိုဂျိုအပြင်ပြန်မထွက်နိုင်အောင်ကာလာပေးထားကြောင်းအပူချိန်ညင်လာပါတယ်လေတုရဲ့96တက်တမ5ရာခိုင်နှုန်းကကာဗွန်နဲ့အောက်ဆိုက်ကိုဖြစ်ပြီးတော့နိုက်ထရိုဂျင်နဲ့ဆာလဗာအနည်းငယ်ပါဝင်ပါတယ်တိမ်လွာတွေကတော့ဆာလဖျူရစ်အက်ဆစ်တွေပါ ြိုပေါ်မှာပြင်းထန်တဲ့အဆင်မူတွေရွာလေးရှိပြီးတော့လေတိုက်နှုန်းကတော့တနင်္ဂနွေကို380ကီလိုမီတာကျော်ပါတယ်။သူ့ရဲ့မျက်နှာပြင်ဖိအားကလည်းကဘာထက်အဆ90ကျော်ပိုများတာကြောင့်ဂျိုပေါ်ရောက်တာနဲ့လူကိုပါပြားကြည့်သွားစေနိုင်ပါတယ်။မီးတောင်များနဲ့မီးတောင်ပောက်ကွယ်ခြင်းများလည်းရှိနေပါတယ်။တောင်နှင်းကြီးများလည်းရှိပြီးတော့မက်ဆွေမွန်ဒီလို့ခေါ်တဲ့တောင်ကကဘာပေါ်ကဧဝရဒတောင်တစ်တောင်ကြီးပါတယ်။ Venus ရဲ့ညနေပြင်းအပူချိန်ဟာ880ဒီဂရီဖာရန်ဟိုက်ဖြစ်ပြီးတော့နေလုံးကြီးပြီးလေအပူလောင်ဆုံးဂျိုလေဖြစ်ပါတယ်။ Venus ကသူ့ရဲ့ဝင်ရိုးကိုကြောင်းပြန်လှည့်ပတ်နေတာကြောင့်နေဟာအနောက်ရက်မှထွက်ပြီးအရှေ့အရက်တို့ဝင်ပါလေ။ဂျိုများဟာကိုယ်ပိုင်ဝင်ရိုးကိုတပတ်လည်ပြီးတိုင်းတရက်လိုသတ်မှတ်ပါလေ။ Venus ရဲ့ကြောင်းပြန်လှည့်ပတ်မှုဟာနေလွန်းတာကြောင့်တပတ်အပြည့်လဲရန် 243ရက်ကြာပါတယ်။ဒီ243ရက်အတွင်းမှာ58.5ရက်ခန့်နေလင်းရောင်စက်တိုက်ရရှိပြီးတော့ညဘက်နေခွေချိန်ကတော့58.5ရက်ခန့်တလဲစီကြုံတွေ့ရမှာပါ။ Venus ဟာတခြားဂျိုတွေနဲ့အတူ နေကိုလည်းလှည့်ပတ်နေပါတယ်။ဂျိုတွေဟာနေကို တပတ်လှည့်ပတ်ပြီးတစ်နှစ်လုံးတတ်မှတ်ပါတယ်။ကဘာနေကိုပတ်ဖို့365ရက်ကြာပြီမဲ့ Venus ကတော့225ရက်ပဲကြာပါတယ်။ဒါကြောင့်ကပတ်အချိန်နဲ့တွက်ရင်သူ့ရဲ့တရက်ကသူ့ရဲ့တနှစ်ထက်ပိုကြာနေတာပါ။နောင်နာကမှဒီအန္တရာယ်များလာတဲ့ဂျိုကြီးစီကိုလူသားတွေတွားနိုင်မလားဆိုတာမိတ်ဆွေတို့ရဲ့ခင်ဗျက်တွေရေခဲ့ပြပါအောင်နော်။ကျေးဇူးတင်ပါတယ်။